နေရာကြီးကတော့ဒါနေကြောတာယုံကျောင်းနေရာလို့ခေါ်တာဖြစ်ပါတယ်ဒီဘက်ကဒီဘက်ကျောင်းဆောင်ကတောတော်ရဏမင်းကြီးလူတန်းတဲ့ကျောင်းဆောင်ဖြစ်တယ်ဟုတ်ဖက်တဆောင်ရှိသေးတယ်အဲ့ဒါကမိထွေးတော်ကောဒမီလူတန်းတဲ့ကျောင်းဆောင်ဖြစ်တယ်ဟိုးမှာတောင်ကုန်းလေးရှိတဲ့နေရာကအဲ့ဒါသားတော်ရာဟုလာသားတော်ရာဟုလာလေးရှင်ပြုတဲ့နေရာဖြစ်ပါတယ် ဒီမှာရေကန်းရင်တော့ရေကန်းရှိတယ်။နာနာမင်းသားရဟန်းပြုတဲ့နေရာအဲ့ဒီနားမှာဖြစ်ပါတယ်ရေကန်းရေနီကျော်တယုံကျောင်းဆိုတာကဖာကမဲတော်သုတ်တော်ဒနာမင်းကြီး ဆော့လော့လူတတ်တဲ့ကျောင်းကြီးဖြစ်ပါတယ်ဒီကျောင်းတော်ကြီးကတကယ်တော့အတက်ကို ပြန်တွေးကြည့်ရင်လွမ်းစရာကြီးပါပဲဒီနေရာဘုရင်တို့ပထမဦးဆုံး ဒီနေကြောတာယုံချောင်းယုံဝင်လာတဲ့အချိန်မှာဖယားရှင်ကိုလည်းပဲတတိယတယ်တတော်ရဟုလာလေးကိုလည်းတတိယလေနန္ဒမင်းသားလေးကိုလည်းတတိယတယ်အထူးသဖြင့်သုတ်တော်ဒနာမင်းကြီးကနေပြီးတော့တက္ကရာကံဖြစ်ပြီးဖြစ်တော်လည်းပဲဝမ်းနဲ့ပလက်နဲ့ဖယားရှင်ဒီနေရာမှာ မိဘများခွင့်မပြုခဲ့ရင်ရှင်ယဟန်ပြုမပေးဖို့ဖယားရှင်ကိုလာပြီးတော့တောင်းပါနေဒီနေရာပဲဖြစ်တယ်အဲ့တော့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ခုနကဆွေမဝင်ပြောသလားတော့မပြောတော့ဘူးခုနကဆွေမဝင် ပြောတာတော့တောထွက်တာပဲပြောသွားမှာပေါ့ဖယားရှင်အတို့ဖယားလောင်းတော့တိတ်တတမင်းသားတောထွက်သွားတဲ့အကြောင်းနဲ့စာပြောပြတယ်မလားအဲ့ နိုင်နိုင်ရဲ့အရှိဖက်က တကားနေပြီးတော့မှနိုင်ရဲ့အရှိဖက်ကတကားနေပြီးတော့မှတိုးထွက်သွားတာတိုးထွက်သွားတဲ့အခါဘယ်ဖက်ထွက်သွားလဲဆိုရစကြူဖက်ကိုထွက်သွားတာရစကြူဖက်ထွက်သွားပြီးတော့မှအဲ့ရစကြူမှရသေးတွေရဲ့ရှိမှသူကဤမျိုးမျိုးခံသေးတယ်သူတို့အဲ့ဒါလွတ်မြောက်ချောင်းမဟုတ်ဘူးဆိုပြီးတော့အဲ့ဒါဒီကိုဆွန့်လွတ်ပြီးတော့ဒုက္ခရစရိယာကျင့်ကျင့်ပြီးတော့မှဖယားဖြစ် ဒေါကရစရိယာကျင့်ပြီးတော့မဟာဗောဓိပင်မှာဖယားဖြစ်မဟာတက္ကရတရားသုံးခုနှစ်ကဆုံးလာပြီးဗုဒ္ဓနေဖယားဖြစ်အဲ့ကနေပြီးတော့ဟိုးဖယားရှင်ကနေပဲကြွလဲဆိုတဲ့ခါဝါဆိုလာပြည်နေမှာဓမ္မစက်တာတရားဥဟောတဲ့နေရာဓမ္မစက်တာတရားဥဟောတဲ့နေရာကိုကြွားတယ်ဓမ္မစက်တာတရားဥဟောတဲ့အဲ့ဒီပရဏတိမိကတုံတော့မှာပဲဝါဆိုဝါလာကြွတဲ့အခါကျတော့ဘုရားရှင်က ရန်တော်တွေကိုသာသနာပြုစေလွတ်တာသာသနာပြုစေလွတ်တဲ့အခါမှာသာသနာပြုစေလွတ်တဲ့အခါမှာပရဏတိမိကတဝုံတော်ကနေသာသနာပြုစေလွတ်တဲ့အခါမှာမြတ်စွာဘုရားရှင်တပါးတည်းပဲကြွလဲဆိုတဲ့အခါအရှင်ကဒုက္ခရစရိယကျင့်ခဲ့ဖူးတဲ့နေရာကိုပြန်ရောက်သွားတာဒုက္ခရစရိယကျင့်တဲ့နေရာကဥရဝေလာတောပေါ့ဥရဝေလာတော ဲ့ဒီမှာယသိညင်နောင်ရှင်တထောင်ဆိုပြီးတော့ခြေချွတ်တယ်။ယသိညင်နောင်ရှင်တထောင်ကိုခြေချွတ်ပြီးတော့ရှင်တထောင်စလုံးပဲကိုကြွလဲဆို။ဟုတ်ရာဇဂျူရာဇဂျူကြွတာရာဇဂျူကြွတာကတော့ဗိမိဒရာမင်းကြီးကနေပြီးတော့မှဖះမဖြစ်ခင်ကတည်းကနောက်တစ်ချိန်ဖះဖြစ်လာခဲ့မယ်ဆိုရင်သူဒိတ်နိုင်ငံကိုအရင်ဆုံးတရားဟောဖို့ပင့်တာ။ပင့်တဲ့အတွက်ကြောင့်အဲ့ဒီပထမဦးဆုံးရာဇဂျူရောက်တဲ့အချိန်မှာပဲ ပိမိသရာမင်းကြီးကတောတပံတည်သွားတယ်အဲ့မှာဝေလူဝန်ကြောင်းတော်ကြောင်းဝေလူဝန်ဥယင်ကိုလူတန်းတယ်ဝေလူဝန်ဥယင်လူတန်းပြီးတော့အဲ့မှာဖယားရှင်တရားဟောတဲ့အချိန်မှာအဲ့ဒီဝေလူဝန်ဥယင်မှာဟောတဲ့အခါမှာဒီအိန္ဒိယတနင်္ဂနွေလုံးပြတ်နံ့သွားတယ်ဖယားရှင်ရဲ့ဂုံတဲ့င်းကသူကပြတ်နံ့သွားရခြင်းအကြောင်းကလည်းဗုဒ္ဓဟောတဲ့ဓမ္မကအိန္ဒိယနိုင်ငံရဲ့အတွေးခေါ်ယူဆအမြင်တွေနဲ့လုံးဝဆန့်ကျင်နေတဲ့သဘောဖြစ်တယ်အဲ့ဒါက လုံးဝဆန့်ကျင်နေတဲ့သဘောကပါလဲဆိုအိန္ဒိယတနင်္ဂနွေလက်ခံတာကအတ္တဝါဒကြီးလက်ခံတာဗုဒ္ဓဘွင့်တော်မူလာတဲ့အခါကျတော့အတ္တမဟုတ်ဘူးအနတ္တဆိုပြီးတော့ကြွေးကြော်တာရူပံဘခွေအနတ္တလို့အဲ့ဒီလိုကြွေးကြော်တာပရဏတိမိကတဝုံမှာအဲ့လိုကြွေးကြော်ကလေးကိုကဖယားရှင်ကနာမည်ကြီးသွားတယ်ပေါ့ထင်ရှားသွားတယ်အဲ့ဒါနဲ့ဖယားရှင်ရဲ့တရားကိုနာရတဲ့ပုံကိုယ်တွေတထိန်နဲ့တချို့သောတာပန်ဖြစ်တဂရကံဖြစ်အနာဂံဖြစ် တချို့ယဟန္တာအထိဖြစ်ကြတာဖြစ်တဲ့အတွက်ကြောင့်တရားတွေကကောင်းလုံးလို့ကောင်းလုံးလို့အဲ့ဒါကိုတတင်းကဓမ္မဟုတ်ချင်းပြန့်နှံ့သွားတာအဲ့ဒီပြန့်နှံ့ရာကနေပြီးတော့မှအဲ့ဒီတတင်းပဲရောက်လာလေဆိုတော့ကပိလကိုနန်းတော်ကိုရောက်လာတယ်ဟာတိတ်တတာဒေါထွက်ပြီးဟောရဟန်းဘုပြီးဒေါထွက်တရားကျင့်ဖျားဖြစ်လာပြီတဲ့ရဟန်းဘုပြီးတော့ဖျားဖြစ် ဖယားဖြစ်အဲ့ဒီမှာယဟန်ကိုပြီးတော့တော့ထွက်ပြီးတရားကျင်ဖယားဖြစ်ပြီးတဲ့တရားတွေဟောနေလို့အကျွတ်တရားရကြတဲ့လူတွေအများကြီးတဲ့ဆိုတဲ့သတင်းစကားတမဟုတ်ချင်းပြန့်နှံ့သွားတဲ့အချိန်ကကြတော့ကပိလဝုပြည့်ရှင်ဘုရင်သုတ်တော်ဒနာမင်းကြီးကသူ့သားကိုဖူးမြင်ခြင်းလာပြီသူ့အသက်တွက်ကြည့်မယ်ဆိုရင်လည်းပဲအသက်80ကျော်ပြီ90နီးနီးရှိပြီတော့အသက်85နှစ်ရှိပြီ85နှစ်ရှိပြီသုတ်တော်ဒနာမင်းကြီးရဲ့အသက်က ရှေ့ရှေ့နဲ့ငါးနှစ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်ငါမသေးခင်မှာငါသားဖယားကိုငါဖုတွေ့ချင်တယ်။သွားရောက်ပြီးတော့ပင်ပေးကြဆိုပြီးအမတ်တယောက်နဲ့စစ်တီပူပါတထောင်အမတ်တယောက်နဲ့စစ်တီပူပါတထောင်ဆိုပြီးတော့အဲ့ဒီရစကြိုခကြီးကိုဖယားပင်ကိုလွတ်လိုက်တာ။လွတ်လိုက်တဲ့ပုံကိုတိန်ပုံကိုတိန်ပုံကိုရင်းအကုန်တယောက်မှမပြန်လာတော့ဘူး။ဖယားရှင်ရဲ့တရားဘလောက်ကောင်းတယ်လဲဆိုတာအဲ့ဒီမှာ တရားအဲ့ဒီမှာတရားပွဲနဲ့ဂျုံလို့တရားဝင်နာဝင်နာတဲ့အခါတရားတွေနိုင်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 နဲ့တရားထုတွေတွေ့သွားကြတာတရားထုတွေတွေ့သွားတဲ့အခါတို့ကတော့အဲ့ဒါမတွေ့တာတော်တော်နစ်နာတယ်အခုဖင်ပူအောင်အာထုံနေလို့မရဘူးမလားမရဘူးဖះနဲ့မတွေ့လို့ဖះနဲ့တွေ့နေလို့ပါမရှိတော့ဘူးအခုဖះနဲ့မတွေ့လို့အတွင်ကကြံနေတယ်ဟာလားအဲ့ဒါနဲ့တို့ဖះရှင်ရဲ့တရားနာတဲ့အခါကျတော့ဒီ ဒီဘက်ကအမတ်တယောက်နဲ့စစ်ဒီပိုပါတထောင်ကပိလက်ကိုနန်းတော်ကနေပို့လွတ်လိုက်တဲ့ပုဂ္ဂိုလ်အားလုံးကဖះရှင်တရားနာတဲ့အခါကျတော့တရားဒေသနာအဆုံးဒီကုန်းချုပ်တဲ့အခါဘာလို့လဲရဟန်းတောင်းဖို့ကြတာဖះရှင်ကနေသင်္ကန်းဖို့ပြေးလိုက်ကြတာနောက်ထပ်တတုတ်ပြန်လွတ်မတ်တယောက်နဲ့စစ်ဒီပိုပါတထောင်ဖះတရားနာကျွတ်တန်းဝင်လို့အဲ့ဒီအိမ်တော်မှုတွေအားလုံးမေ့သွားကြတာအိမ်တော်မှုတွေအားလုံးမေ့သွားတာဘာလို့ဓမ္မရဲ့ရသတ် ဓမ္မပီတိဓမ္မရတ္တတွေနှစ်နှစ်ကကသုံးဆောင်ခံစားခွင့်ရှိလို့သူတော်ကောင်းတို့အိမ်သတိရတယ်ဆိုဓမ္မအရသာကိုခံစားဖူးတာမရှိသေးလို့တကယ်တကယ်ခံစားဖူးရင်အရာသားလည်းမေ့သွားတယ်မရလည်းမေ့သွားတယ်သားတွေမရတွေနဲ့အတူနေရတဲ့အဲ့ဒီ logi season ထက် logi season နဲ့လုံးဝဆန့်ကျင်ဖက်ပါပဲသူနဲ့တော့ဘလို့မှနိုင်ရှင်လို့မရဟိုဟိုဘလို့ပြောမလို့အဖြူနဲ့အမဲတိုင်းတယ်လို့ပဲ တဟိုဓမ္မကိုမသိလို့ဒီဟာကြီးဟုတ်ထင်နေကြတာကိုဒီဘက်ကနေပြီးတော့ဘာလုပ်လဲဆိုတော့ဟိုဓမ္မအတိကိုပြီးပြီးပြင်းပြင်းရင်ထွဲနှလုံးထိုက်ကိုင်းဝါသွားပြီးဆိုရင်သာလဲမိတ်သွားတယ်မရလဲမိတ်သွားတယ်အကုန်လုံးမိတ်သွားကြပြီးတော့တင်ကန်းဖို့ဝတ်လိုက်ကြတာတင်ကန်းဖို့ပြီးတော့မှအဲ့ဒီမှာနောက်ထပ်တစ်ခါထပ်လွတ်တယ်လွင်လဲထုံနီတူစားပဲအဲ့လိုတသုတ်ပြီးတသုတ်တသုတ်ပြီးတသုတ်လွတ်လိုက်တဲ့အခါဘလောက်ပြေသွားလဲဆိုတော့ ကိုးကျင်ဆိုရင်ကိုးထောင်ရှိသွားပြီအမတ်တယောက်နဲ့စစ်တီပူပါတထောင်ဆိုတော့ကိုးထောင်နဲ့ကိုးရောက်ရှိသွားပြီနောက်ဆုံးတစ်ကျင်ရောက်တဲ့အခါကျတော့ငါဘသူမှလည်းငါရှိကိုလက်မပြန်လာဘူးတတိစကားလည်းဘသူမှလည်းပို့မလာဘူးအဲ့ဒါနဲ့မလုပ်လဲဆိုတဲ့အခါဒီတခါတော့သူနဲ့စိတ်အချရာဆုံးသောပုဂ္ဂိုလ်ပို့မှာပဲဆိုပြီးတော့ဘသူပို့လိုက်တယ်လေဖယားပင်တဲ့အခါကာလူတာကြီးအမတ်ဖယားနေ့တနေ့ထဲဖွာတာ အလုဒါရေအမရေနောက်တစ်ခုကဆန္ဒအမရေနောက်ပြီးတော့ရတောတရာရေနောက်ပြီးတော့ဘာလို့လဲခန္ဓာကမြင်းရေနောက်တစ်ခုကဟိုဟိုဟိုမဟာဘောဓိပင်ရေဆွေဦးကြီးလေးလုံးရေဖရာလောင်းရေဖွားပဲ့တော်ခဏဦးဆိုကြားဖို့တယ်မလားအေးအဲ့ဒီကာလုဒါရေအမကဖွားပဲ့တော်ဖြစ်တဲ့အတွက်စိတ်ချရတဲ့ဆိုပြီးတော့လွတ်တဲ့အခါမှာစိတ်ချရတဲ့ဆိုပြီးတော့လွတ်တဲ့အခါမှာအဲ့ဒီမှာဒါဆိုလို့ရှိရင်အဲ့ကာလုဒါရေအမကလည်းတခါလေးရှောက်လိုက်တယ် ရှင်မင်းကြီးဟိုရောက်ရင်ကြောက်လဲရဟန်းဖို့မိမှာပဲဘုခွင်ရမယ်ဆိုရင်တော့ပင်ပေးမယ်ဘုခွင်ရမယ်ဆိုရင်တော့ပင်ပေးမယ်တဲ့အဲအဲ့ဒါတော့ဘုဒါမဘုဒါတော့နိုင်ငံတာတီယိုရောက်အောင်ပို့လာဖို့ကပင်လာဖို့ကဟုတ်နေမှာတာဝန်ရှိတယ်ဟိုမှာဝတ်တာမဝတ်တာတော့အဲ့ဒါအသာထားလိုက်ဒီအတိကတာဝန်ယူရမှာကဖရဲကိုကပိလဝု ွတ်လာဖို့ဆိုဒီလိုတပေါင်းလာကြီးပေါ့ဖះကိုကြွတာကာတာပေါင်း60နဲ့တီကုန်ပြီးတော့ဖះရှင်ကို60လို့ပြောပေမဲ့60နဲ့၄ကာတာရှိပါတယ်ပိတကမှာလိုက်ပြီးတော့ရည်တွက်ကြည့်တဲ့အခါကျတော့အဲ့ဒီမှာအဲ့ဒီကာတာနဲ့ပင်းပြီးတော့ဒီလိုဒီကနေပြီးတော့မှကာလူတကြီးအမတ်ကလည်းပဲဟိုရောက်တဲ့အခါဖះတရားနာရတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုရဟန္တာဖြစ်သွားတယ်ဘာဖြစ်သွားကြလဲရဟန္တာဖြစ်သွားတယ်ဟုတ် ဟိုမှာရှိတဲ့အဲရာဇကြိုဘက်မှာရာဇကြိုဘက်မှာရှိတဲ့ပုံကိုတွေကနေပြီးတော့မှတန်ဃာတော်အားလုံးဒီအဲ့ဒီမှာတပေါင်းရှိတယ်တီရဖခင်အပင်လွတ်လိုက်တဲ့ပုံကတပေါင်းဆိုတော့အားလုံးတန်ဃာပေါင်းဘယ်လောက်ရှိပြီလဲနှစ်သောင်းနှစ်သောင်းခြံရံပြီးတော့တပေါင်းလိုက်ဒီဘက်ကိုကြွလာလာကပိလဝုနန်းတော်ကိုကြွလာတာကပိလဝုနန်းတော်ကြွလာတဲ့အခါကျတော့ကပိလဝုရောက်ပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲ တပိလာနန်းတော်ကြီးရောက်ပြီးဆိုတဲ့အခါနောက်တနေ့ကျတော့ဗုဒ္ဓဘုရားရှင်ကိုတုတ်တော်တနာမင်းကြီးကနေဆွမ်းကိစ္စမပင့်လိုက်သည်ဘူးဖြစ်နေတယ်အဲ့ဒီကပြန်ဒီကြောင်းမှာပဲပြန်မှာပေါ့ကြောင်းကဒါပဲရှိတာဟုတ်ဟာလားဒီကြောင်းတာယုံကြောင်းဘာကြောင်းပါလဲဒီမှာသတင်းသုံးတယ်နေဇာလင်းကျတော့ဆွမ်းခံကြွတယ်အဲ့ဒီနန်းတွင်းကိုဆွမ်းခံကြွတယ်ဆွမ်းခံကြွတဲ့အခါကျတော့အဲ့ဒီမှာဗုဒ္ဓဘုရားရှင်ကဆွမ်းခံကြွတဲ့အခါကျတော့ ရာဟုလမေတော်လေးကနိုင်ရဲ့ချင်းပြင်ပတင်းဘောက်ကနေလမ်းချောင်းကြည့်တဲ့အခါကျတော့ဖယားရှင်ကရှေ့ကနေပြီးတော့မမမမကြွနောက်ကနေသံဃာတော်ပေါ်နှသောချံရံပြီးတော့မှဆွမ်းခံကြွနေတာကိုရာဟုလမေတော်ရဇောတရာနေပြီးတော့ဘာဘာတုတ်တော်ဒနာမင်းကြီးကိုသွားပြောတယ်အရှင်မင်းကြီးအရှင်မင်းကြီးကျုပ်တို့ကတော့အလုံးအဆက်ကွဲတော့မှာပဲအရှင်မင်းကြီးတာလောက်ပုံကြည့်ကြည့် 快没几了嘛，所以比原油股票稍微涨上来的啊。从看来说的，都是南来的嘞。从看来说的，南来的。哎，那都都都那面积个南阳边，南部安的南极来的看着了，八十来是的。从看的啦，他不有都都考的，快没几了考的，快没几的，快没几了嘛，所以比涨上来的都标了。都都都那面积啊，零零豆豆，变新了，比的看着了，八十来，先别啊，这边都。<noise> အွှက်ခွဲသလားဘလို့လဲအရှင်ဖះဒီလူလောက်ရတလားဘာညာရှင်မင်းကြီးကျုပ်တို့အမျိုးကဆုံးခံစားတဲ့အမျိုးလူပြောတာကျုပ်တို့အမျိုးကဆုံးခံဟာအရှင်ဖះတပည့်တော်တို့ရဲ့အမျိုးကဟိုးကပါဥကရက်ကနေပြီးတော့မင်းပေါင်း8900နဲ့9ဦးရှိလာခဲ့ပြီ9အဲ့လောက်ရှိလာတဲ့မင်းပင်မိမမတောင်းစားဘူးအရှင်ဘုရားလက်ထက်ကြောင့်အဲ့ဒါကအရှင်မင်းကြီးရဲ့အမျိုးဖြစ်ပါတယ်ငါတို့အမျိုးဆိုတာကဖယားရှင်တို့ဟိုး ပတုမုတ်တရာအစရှိတယ်ဖရာတီပင်ကရာအစရှိတယ်ဖရာအဲ့ဒီဖရာရှင်ဖရာတိန်ဖရာတိန်ကဒီလိုပဲဆုံးခံကြွတယ်ဆိုတော့တောတော်နာမင်းကြီးကထက်ခနဲ့ဆိုဓမျိုးပြောင်းသွားလာအဲ့ဒီအချိန်မှာဆုံးခံကြရတဲ့အကျိုးအုတ်တိတ်ထိနဘမြစ်စီရဓမ္မသူစရိတန်စရိဓမ္မစရိသူခံဒေတိအတမိန်လောကီပရမိစာဒါဖရာရှင်ကနေပြီးတော့မှဆုံးခံစရတဲ့အကျိုးကိုပြောတာဆုံးခံစရတဲ့ပုံကိုယ်တွေဒီ ။ဟောအဲ့တဲ့အခါမှာလည်းပဲအေးအေးချမ်းချမ်းအိပ်ရတယ်။နှုတ်တဲ့အခါမှာလည်းနှုတ်နှုတ်နှုတ်ကြကြအဲ့ဒီမှာပေါ်ပေါ်ပါပါလန်းလန်းဆန်းဆန်းနဲ့နှုတ်ရတယ်။နေတဲ့အထိုင်မှာလည်းလွတ်လွတ်လပ်လပ်ရှိတယ်။အစရှိတဲ့အဖြစ်အဲ့လိုပဲပြောလိုက်တာသို့သို့တော်မှဖြစ်သွားတယ်။ဖာကမဲတော်သုတ်တော်ဒနာမင်းကြီးပါ ဖြစ်သွားလေ။သောတော်မှဖြစ်သွား။သောတော်မှဖြစ်သွားတာဟာ။သောတော်မှဖြစ်သွားတာ။အဲ့ရနဲ့အဲ့ဒါဆိုရင်အရှင်ဖျားဆုံးဆုံးကန်ကြွရင်လည်းတော့ဒီနေ့မှကြွပါဖျား။တပြီတော့ နန်းတွင်ထဲမှာအကုံစီစဉ်ထားပြီးပါပြီဗျာစွန်စားပဲစွန်ပဲလိုက်ကြွားပါဗျာဖုံးပေးပါအဲ့မှာစွန်ခံမသွားဖြစ်တော့အဲ့ဒီနန်းတွင်ထဲကစီစဉ်ထားတဲ့တန်ခါ2000နဲ့စွန်စားလာနောက်တနေ့ကျတော့အဲ့ဒီစွန်ခံကြွကြွားပြီးတဲ့အခါကျတော့အဲ့ဒီမှာနောက်တနေ့ကျတော့ဘုသူဟောသလဲမိတွေးတော်ကောဒမီဂျေဇူးရှိတယ်လေဂျေဇူးဆတ်တဲ့အထက်မှာမိဘကိုဂျေဇူးဆတ်တဲ့အရာထဲမှာဓမ္မနဲ့ဂျေဇူးဆတ်တာဟာအကောင်းဆုံးသောဂျေဇူးဆတ်ခြင်းပဲ အခုဖះရှင်ကဗာနဲ့ဂျေဇုဆတ်တာလေဓမ္မနဲ့ဂျေဇုမိတွေ့တော့ဂေါတမီကနေပြီးတော့သူသားရှိပါတယ်သူကသားရှိတယ်သူမှဘသူရှိတယ်လဲဆိုတဲ့အခါဟိုနန္ဒမင်းသားလေးတယောက်ရှိပါတယ်သို့တော်လဲနန္ဒမင်းသားကိုအထိန်တော်နဲ့ထားပြီးတော့မိတွေ့တော့ဂေါတမီကနေပြီးသူသူသူအမအော်မေတော်မာယာကနေခொနည်းရနေပြီးနိုင်ရဆန်ကန်းတော့ကုံသွားတဲ့အချိန်မှာမိတွေ့တော့ဂေါတမီကိုတင်ကနေကျွေးမွေးလာ ဲ့ဒီကျေးဇူးတွေရှိလို့တရားမခေါ်မယ်မိတွေးတော်ဂေါတမီကသူ့ဖခင်ကိုသူ့သားထက်ပုံပြီးတာမို့ထားတယ်သူ့သားကိုအထင်းတော်နဲ့ထားတယ်သူ့ကိုတင်ကနှုတ်ချူတိုက်ကြွေးပြီးတော့ပြုစုစောင့်ရှောက်လာခဲ့တာအခုဖခင်ဖြစ်လာတဲ့အခါကျတော့ကျေးဇူးဆတ်လို့တဲ့အနေနဲ့တရားခေါ်တာတရားခေါ်တဲ့နောက်တနေ့နန်းတွင်တရားခေါ်တဲ့အခါမိတွေးတော်ဂေါတမီကိုခေါ်တာပဲတုတ်တော်ဒနာမင်းကြီးကနေပြီးလိုက်ပြီးတော့တရားနာတဲ့အခါကျတော့အဲ့ဒီမှာ တုတ်တော်ဒနာမင်းကြီးကအဲမိတွေတော်ကောဒမီသောတာပန်တည်တဲ့အခါကျတော့တုတ်တော်ဒနာမင်းကြီးကသာဂတကံတည်တယ်ဗတ်တည်တယ်လေသာဂတကံတည်တယ်တရားထုသာဂတကံဆိုတာသောတာပန်ဆိုတဲ့ဒီဝိစီကိစ္စကိလေသာတရားနှစ်ပါးကုန်သွားတာနောက်ပြီးတော့သာဂတကံဆိုတာဘာလဲဆိုတဲ့အခါဒီဟိုရာဂနဲ့ဒေါသရာဂကိလေသာဒေါသကိလေသာကိုထွက်ဖြတ်သပ်လိုက်တယ်အဲအဲ့ဒီလိုရာဂနဲ့ဒေါသအပြည့်အဝမရှိတော့ဘူးလို့ဆိုလိုတာဖြစ်တယ်နော် အဲ့တော့သုတ္တဒနာမင်းကြီးကအဲ့ဒီနောက်နန်းတွင်ခုနှစ်ရက်မြောက်နေရောက်တဲ့အခါကျတော့သုတ္တဒနာမင်းကြီးကနေပြီးတော့ဟာငါသားမှာတော့ဖရဲတကယ်ဖြစ်သွားပြီအိမ်ကိုပြန်လာဖို့မျှော်လင့်ချက်မရှိဘူးထိရိုက်နန်းရကနောက်ထပ်တယောက်လွဲပြီးတင်မရမယ်ဆိုပြီးတော့တသက်လုံးသူမျှော်လင့်ခဲ့တဲ့သိတ္တတမင်းသားထီနာအရာအရေးအရာခံဖို့မျှော်လင့်ခဲ့ပေမဲ့အခုမျှော်လင့်လို့မဖြစ်နိုင်တော့ဘူးမဖြစ်နိုင်တော့တဲ့အခါကျတော့ဘသူ့ကိုနန်းတင်မလဲဆိုတဲ့အခါကျတော့ညီတော်နန္ဒမင်းသား ညီတော်နန္ဒမင်းသားဆိုတာကဝန်ကွယ်ညီမိထွေးတော်ဂေါရမီရဲ့သားပေါ့တုတ်တော်တနာမင်းကမောင်သမားနေရောအလုံးသိမ့်ပိတ်ထားတာကိုအဲ့ဒါနဲ့ဘာလုပ်လဲဆိုတဲ့အခါအဲ့ဒီမှာနန္ဒမင်းသားကိုအဲ့ဒီမှာထီနာလွဲ့အပ်မဲ့နေစနပဒကလျာဏီနဲ့ထိမ့်မြက်လက်ဆက်မဲ့နေအဲ့တော့ဥဆောင်ထုံးမင်္ဂလာပြုတဲ့နေအဲ့လိုပေါ့အဲ့ဒီအပိသိက်သွန်းတဲ့နေအဲ့လိုအဲ့ဒီနေမှာပဲဖယားရှင်ကကြွသွားပြီးတော့နန်းတွင်တဲ့တပားတဲ့ကြွသွားပြီးတော့တပိတ်ထန်းခေါ်တယ်အဲ့ဒါနင်တို့ကြားဖို့တယ်မလား အော်နန္ဒမင်းသားတပိတ်ထန်းခေါ်တော့ဒီကိုခေါ်လာတာတပိတ်ထန်းခေါ်တယ်ဆိုဟိုးနန္ဒွင်တက်ကနေပြီးတော့မဒီကိုခေါ်ခေါ်လာပြီးတော့ဒီနေ့ရောက်ကြတော့ညီတော်ဒူဒူဝဲပြောမယ်နေလို့အကျဲကြီးချေပြောတနေကုန်ပြောလဲမမကုန်ဒီဇာလန်းကကောင်းလဲကောင်းလဲနားထောင်လို့လဲကောင်းလဲဒါပေမဲ့အကျဲကြီးဆိုပြောရင်လဲအချိန်မှရှက်ခီးရှိသေးတယ်နော်အဲ့တော့ဘာဖြစ်လဲအဲ့ဒီမှာချောင်းရောက်တဲ့အခါကျတော့အဲ့ဒီမှာညီတော်မောင်သာသနာဝင်ပြီသင်္ကောင်းမိုးချင်လား ဟိုသင်္ကန်းဝတ်မိုးချင်လားလို့မေးတာအဲ့ဒီမှာဘာမှမေးဘူးမဘာမှမပြောငုတ်တုတ်ပဲနေနေအဲ့ဒီမှာအဲသင်္ကန်းဝတ်ရင် comment နဲ့မန္လာပါဖေရလိုပဲပြောတာ तू နုံတော့တအားယူသည်လေးစားတံမိုးထားတာဖြစ်တဲ့အတွက်မငင်းဆန်ရက်ဘူးသူကအဲ့ဒါနဲ့မင်္ဂလာဆောင်မဲ့နေမှာစနပတက်ကလေးအနေနဲ့မင်္ဂလာဆောင်တဲ့နေမှာပဲတခါဒီအဲ့ဒီမှာဒီနေရာမှာပဲပါလုပ်ပေးလိုက်လေဆိုရင်ယဟန်ခံပေးတာပါလို့ပါလေအဟန်ခံပေးလိုက်တာအဟန်ခံပေးလိုက်တဲ့အခါကျတော့သုတ်တော်တနာမင်းကြီးမှာအဲ့ဒီမှာ ထိရိုက်နိုင်ရလွဲ့အပ်မဲ့ပုံကိုယ်တွေကမရှိတော့ဘူး။သို့တော်လည်းပဲမျောလင့်ချက်တစ်ခုရှိသေးတယ်။သားတော်ယာဟုလာလေးရှိသေးတာပဲ။မြေတော်ယာဟုလာလေးရှိသေးတာပဲ။သူ့ကြမ်းမဆက်ကြံမင်းအရာမှာထားပြီးတော့ကြီးကျယ်ခမ်းညာတာနာတဲ့အပိတိုက်သွမ်းမင်္ဂလာကြီးကိုကြီးကြီးကျယ်ကျယ်ကြီးလုပ်မယ်ဆိုပြီးတော့အဲ့ဒါနောက်နေကြတော့အဲ့ဒါသားတော်ယာဟုလာလေးပဲအဲ့ဒီဟာယာဟုလာလေးပဲနောက်တပတ်လုံးနေတဲ့အခါကျတော့နန်းတွင်ကြွသွားပြီးတော့မှယာဟုလာမေတော်ကနေပြီးတော့မှအမွေတောင်းခိမ့်တယ်သူတော်ကောင်းတို့ဘုန်းကြီးတွေခဏခဏပြောတယ်မြန်မာပြည်မှာ ခဏခဏအဲ့ဒီမှာရှင်ပြူတရားဆိုလေရှင်ပြူတရားဟောတာအဲ့ဒါဗာလဲလေသတ်တော်ရဟုလာအမွေတောင်းခမ်းဆိုပြောလားအတူတူပဲပြောကြပါစို့အဲ့တော့နန်းတွင်ကြွားသွားတဲ့အခါကျတော့အဲ့ဒီရဟုလာမေတော်ဟောမှနင့်အဖဖခမေတော်ကြီးအဲ့ဒါနင့်ဖခမေတော်ရှင်မှာအဲ့ဒီမှာသင်္ခအေလဥပ္ပန္နဗုဏ္ဏရိကဆိုတဲ့ဆွေဦးကြီးလေလုံးတိဟုသောအမွေရှိတယ်အဲ့ဒီအမွေသတ်တော်ပါနောင်တစ်ချိန်အတွင်းမင်းလောက်တဲ့အခါကျတော့မျက်နှာငယ်နေရမှာဆိုလို့အဲ့ဒါသတ်တော်ပါဆိုဆွေအိုးကြီးလေလုံးအမွေကိုတောင်းတာ ဘာတောင်းတာလဲလော့ကီအမွေပေါ့ဗျာကျောင်းခေါ်ပြန်လာသင်္ကန်းစုံဆွဲပြီးတော့มาအဲ့ဒီမှာအာစကားတော်တော်တက်တယ်အဲ့ဒီမှာအရှင်ဖျားအဲ့ဒီခမဲတော်ဖျားအဲ့ဒီမှာအခမဲတော်ရဲ့အရက်ခါအေးချမ်းလာပါပြီဖျားအေးချမ်းလာပါပြီဖျားအမွေပေးပါဖျားဆိုသင်္ကန်းစုံဆွဲပြီးလိုက်ပါလားဟူနေရရောက်တဲ့အခါကျတော့အဲ့ဒီမှာအရှင်သာရိပုတ္တရာနဲ့တွေ့တော့အရှင်သာရိပုတ္တရာရဲ့အရှင်မ mahama galanya ese ma gadwa ye bu bon biro maduro te na hi dari bodra yahu la gumaran papa sihi အခုအမွေတောင်းခံလာတဲ့ရာဟုလမင်းသားလေးကိုရှင်ပြုတ်ပေးလိုက်ပါတော့လို့အဲ့ဒီမှာတောင်းတာကပါဘူးတောင်းတာလေရှင်ဦးလေးလုံးပေးတာကသင်္ကန်းဝပေးလိုက်တာလောကုတ္တရာအမွေပေါ့ဖယားရှင်ကစဉ်းစားပါတယ်ဘာလို့လဲဆိုဘောဒီဒလီပတိလတ်တန်သတ္တဝိတ္တအရိယတဏံဒေမိ လောကုတ္တရတိသတ္တနန္ဒယတံကရောမိတဲ့သူဘာပြောသလဲဆိုတော့ဘုရားရှင်ကလောကီအမွေသာပေးမယ်ဆိုရင်အဲ့ဒီအမွေရှင်အိုးကြီးလေးလုံးတာသုံးစားလို့ဂုံသွားမှာပဲဟုတ်လားသုံးစားလို့မဂုံနိုင်ဘူးလားဂုံသွားမှာပဲအဲ့ဒီမဂုံရင်လည်းသေတဲ့အခါထားခဲ့ရမှာပဲအဲ့ဒါခိန်မြဲတဲ့အရာမဟုတ်ဘူးဒါကြောင့်လောကုတ္တရအမွေလို့ဆိုရတဲ့ ဟိုးဘောဒီပင်အောက်မှာရရှိအပ်တဲ့တရာသီလာသူတ္တဆာကပညာရှိတွေဥတ္တပတ်လို့ဆိုတယ်သူတော်ကောင်းအဥ္စာယတနာအမွေဘူးပဲငါဘုရားရှင်ပြိမယ်ဆိုပြီးတော့ဒေနာဟိသာရိပုတ္တရာယဟုလာကုမာရံပပစေဟိအခုဟိုအခုအမွေတောင်းခံလာတဲ့ယဟုလာမင်းသားလေးကိုရှင်ပြုပေးလိုက်ပါဆိုဘာအမွေပွေးတာလဲလောကုတ္တရာအမွေဘာအမွေတနည်းအားဖြင့်ဓမ္မအမွေဆိုဘူပြည့်စုံတာပေါ့ဘာအမွေလဲဟဲ့ ဓမ္မအမွေပေးလိုက်တဲ့အခါကျတော့သတို့ရာဟုလာလေးဒီမှာရှင်ပြူတာနောက်ပြီးတော့နန္ဒမင်းသားလေးပဲဒီမှာရဟန်းခန္ဓာနော်အေးအဲ့ဒီမှာအဲ့ဒါကတော့သတို့ရာဟုလာနဲ့နန္ဒမင်းသားရဲ့ရဟန်းဖြစ်သွားတဲ့အချိန်ခုနကတော့ဘုန်းကြီးပြောခဲ့တယ်နောက်ကျတော့အဲ့ဒီမှာသတို့ရာဟုလာမင်းသားလေးရဟန်းခံပေးလိုက်ပြီလို့ကြားတဲ့အခါကျတော့သုတ္တဒနမင်းကြီးကမနေနိုင်တော့ဘူးမနေနိုင်တော့ကြောင့်အထိပဆွေမာပြီးတော့တုံတုံကြီးကြီးနဲ့ပြေးလာတယ် ပြေးလာပြီးတော့မလုပ်လဲဆိုတဲ့အခါကျတော့အရှင်ဘုရားအရှင်ဘုရားတပြီးတော့အရှင်ဘုရားရှိမှဆုတခုလုံးချင်ပါတယ်ဘုရားမြတ်စွာဘုရားကဘာမိတ်ရှိလဲတုံးဆုံးငါဘုရားတို့မြည်သည်ဆုယူခြင်းတောင်းခြင်းဆိုတဲ့ဆုတောင်းခြင်းဆုပေးခြင်းဆိုတဲ့ကိစ္စတွေငါဘုရားမှာမရှိတော့ဘူးမင်းကြီးဆုပေးတာလည်းမရှိတော့ဆုတောင်းတာလည်းမရှိတော့အဲ့ဒါဘုရားအလုံးမဟုတ်တော့ဘူးတဲ့မဟုတ်ပါဘူးအရှင်ဘုရားတပြီးတော့က ဓမ္မနီးလန်းကြတဲ့ဓမ္မနီးလန်းကြတဲ့ဆုကိုတောင်းပါဖြစ်ပါတယ်ဘုရားတခြားတော့မဟုတ်ပါဘူးဘုရားတပိတော်လို့သာသနာမှာဝင်လာတဲ့ပုဂ္ဂိုလ်တွေမိဘနှစ်ပါးကယဟန်ခံခွင့်မပေးဘူးဆိုရင်ခွင့်မပြုပေးလိုက်ပါနဲ့ဘုရားအရှင်ဘုရားတပိတော်ကဒီကပိလဝုနန်းတော်ကြီးကိုအုပ်ချုပ်ဆူဆန်စေဖို့အဆက်အဆက်အရှင်ဘုရားကို အရင်ကတည်းကတပိတော်ငငယ်ကတည်းကမွေးကတည်းကတပိတော်မျော်လင့်ခဲ့ပါတယ်ဘုရား အရှင်ဘုရားအဲ့ဒီမျောလင့်ခဲ့တဲ့အထဲမှာပဲအရှင်ဘုရားမမျောလင့်တဲ့အချိန်မှာပဲတောထွက်တောထွက်သွားပြီးတော့အခုအရှင်ဘုရားကအခုလိုအခြေအနေရောက်သွားတဲ့အခိုင်မှာအရှင်ဘုရားကအိမ်ပြန်လာဖို့အလားအလာမရှိတော့ဘူးလို့တပည့်တော်သိတာနဲ့ညီတော်နန္ဒမင်းသားကိုထိရိုက်နိုင်ရလွဲ့အပ်ဖို့တပည့်တော်စီစဉ်ပါတယ်ဗျာအဲ့ဒီအခြေအနေမှာထိရိုက်နိုင်ရလွဲ့အပ်မဲ့နေ ਉ ပဲအရှင်ဘုရားကနေယဟန်ပြုပေးလိုက်တဲ့အတွက်တပည့်တော်မှာရင်ထဲမှာနှဲ့အောင်ခံစားရပါတယ်ဖေဟာဒါပေမဲ့လည်းပဲ နော်မြည်တော်လေးယာဟုလာလေးရှိသေးတာပဲမြည်တော်ယာဟုလာလေးအခါကျမှကြာကြာနာနာជីជីကြဲကြဲမင်းခမင်းနာအပိတိတ်သုံးပွဲကိုစပယ်ရှိလုံးမယ်ဆိုတဲ့တပည့်တော်အဲ့ဒီလိုယီမန်းနာတာရှိပါတယ်ဖျားအခုကြတော့မြည်တော်လေးကိုလည်းပဲမြည်တော်လေးကိုလည်းပဲအခုလိုရှင်ပြူပေးလိုက်တာ ဖြစ်တဲ့အတွက်တပည့်တော်မှာမျော်လင့်ချက်မရှိတော့ပါဖျားတပည့်တော်ရဲ့ရင်ထဲမှာအသေးတွေနှလုံးတွေကိုဆုံးပြီးတော့ဖြစ်ညစ်ပြီးတော့သူပြောတဲ့ပုံစံမဟုတ်လေနော် အဲ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 ့ဒါဒီအဲ့ဒါဒီတပည့်တော်တို့အဲ့ဒီမှာတပည့်တော်တော်မှာဒါအရှင်ဘုရားတည်တပည့်တော်ရဲ့ဟိုတာဖြစ်ပြီမဲ့လို့တာဖြစ်တဲ့ပုဂ္ဂိုလ်တော်မှာဒီလောက်ခံစားရတယ်ဆိုတော့ဂျန်နဲ့မိဘတွေများဟိုမိဘကခွင့်မပြုဘဲနဲ့တာသမီးရှင်ပြုပြီးရင်ဘလောက်ထိခံစားရမလဲဆိုတဲ့အနေအထားကိုတပည့်တော်ကြည်ပြီးတော့အရှင်ဘုရားသာသနာမှာမိဘနှစ်ပါးခွင့်မပြုဘဲနဲ့ရှင်ယဟန်မပြုပေးပါနဲ့အရှင်ဘုရားလို့ဒီနေရာမှာတောင်းဆိုခဲ့တာနော်သုတ်တော်ဒနာမင်းကြီး ဘယ်လိုလဲတော်တော်နာနာမင်းကြီးဆိုတခြားလားဖခင်ရဲ့အဖေလားမဖြစ်ပါဘူးတော်တော်နာနာမင်းကြီးဒီမှာကြောင်းဆောက်လူတယ်နောက်ပြီးတော့ဟိုဘက်ကခုနတုန်းကပြောတယ်ဗတဲ့မိတွေးတော်ဂေါဒမီကြောင်းနော်မိတွေးတော်ဂေါဒမီကြောင်းသူကြောင်းမှာအဲ့ဒီမှာတခုမိတွေးတော်ဂေါဒမီနဲ့ပတ်သက်လို့လည်းနည်းနည်းပြောဦးမယ်မိတွေးတော်ဂေါဒမီကနေဝါဆူလာပြည်ရောက်လာတဲ့အခါကျတော့သင်္ကန်းလတ်လူတယ်သင်္ကန်းလူတဲ့အခုမြန်မာနိုင်ငံမှာကြာသင်္ကန်းဆိုတာမိတွေးတော်ဂေါဒမီကစခဲ့တာအဲ့ဒါ ပြီးတော့ဂေါတမီကဟိုဂျာယုတို့ဒီဒီအရင်တော့ဒီရေကိုင်းရတယ်ဂျာနဲ့ဒဝေတဲ့ဗျာတို့လာတာဂျာကြီးတွေပဲပဒုံမှာဂျာကြီးတွေပဲအခုဘာမှမရှိဘူးရေလည်းမရှိဘူးဝမ်းနေကြကြီးအဲ့ဒါကြီးဘယ်သူမှမထိုင်နိုင်ဘူးအဲ့တော့အဲ့ဒီဂျာကြီးတွေအဲ့ဒီဂျာယုထက်ကနေပြီးတော့မှဟိုဂျာမြင်လေးတွေထုတ်ပြီးတော့မှတင်ကန်းကိုတိန်ရက်ပြီးတော့ဖျောက်လတ်လူတာဖျောက်လတ်လူတဲ့အခါကျမှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကနေပြီးတော့မှငါသားဖျောက်အတွဲဆိုပြီးကိုတိန်ရက်ဖုတ်ပြီးတော့လူတန်းတယ်ဒါပေမဲ့လို့ ဖယားရှင်ကနေဖယားသူ့ကိုလူတာသူ့ကိုလူပေမဲ့လို့ဖယားရှင်ကဘာမိတ်ရှိလဲဆိုရင်တော့အဲ့ဒီမှာအမိတွေ့တော့ဂေါတမီအဲ့ဒီမှာဗန်ဂေဒိန်နာမဟာဗလန်ဒေတိသံဃေဂေါတမီအဟင်စီဝဘူဇီတော်ပွင့်သမီဒါမိတွေ့တော့ဂေါတမီကိုခေါ်တာဖြစ်တယ်မိတွေ့တော့ဂေါတမီငါဖယားကိုမလူနဲ့တန်ဃာအလူပါဘာလို့လူခိုင်းတာလဲတန်ဃာကိုလူပါတဲ့တန်ဃာကိုယီမှန်းပြီးတော့လူအဲ့ တန်ကေတိန်နာမဟာပလန်ဒေဒီတန်ဃာကိုလူရင်အကျိုးများတယ်တဲ့နောက်ပြီးတော့မှအာတန်ကေတိန်နာမဟာပလန်ဒေဒီတန်ကေအဟင်စီဝဘူစီတော့ဘဝိသမီတန်ဃာကိုလူရင်ငါဖះရှင်ကိုလည်းပဲပူဇော်ရရောက်ပါတယ်လို့ဒီလိုပြောတာနော်အဲ့တော့ဘာလို့လူခိုင်းတာလဲအဲဒီမှာတော့ဒါဒီနေရာနဲ့ပတ်သက်တဲ့မိတွေ့တော်ကော်ဒမီကြောင့်ဒါတော့တုတ်တော်တနာမင်းကြီးရဲ့ကြောင့်ဒီနေရာမှာတော့ သူတရားတွေကတော့မြတ်စွာဟောခဲ့တဲ့သူတော်လည်းပဲဒီမှာပဲဒီကုံမှုအခြေအနေရှိနေပြီ။နောက်ဒီနေရာရှိသေးတယ်နော်။အဲ့တော့ဒလော့ဆိုရင်ဂျီနာကြတော့ဟုတ်လား။ဒီတော့ဗုဒ္ဓဘုရားရှင်ကဒီနေရာမှာဆွေတော်မျိုးတော်မိသားတစုတို့ကနေပြီးတော့မှအဲ့ဒီမှာဆော့လုတ်လူတန်းနဲ့ကြောင်းခမဲတော်သုတ္တဒနာမင်းကြီးကနောက်ပိုင်းကြတော့ဗုဒ္ဓဘုရားရှင်ဟိုးသာဝုတိမှာအဲ့ဒီအဲသာဝုတိလေဘုရားရှင်ဟိုမှာသတင်းသုံးတဲ့အခါမှာဝိသလီဝိသလီမှာအာအာ ကကဝေသာလီရဲ့တော့အုပ်တစ်ခုထဲမှာတရင်သုံးတဲ့ငါးဝမြောက်မှာတုတ်တော်တနာမင်းကြီးကအဲ့ဒီနန်တွင်ထဲမှာဘာဖြစ်သွားသလဲဆိုယဟန္တာဖြစ်ပြီးတော့အဲ့ဒီနန်တွင်ထဲမှာပဲနတ်ယောဆန်ကန်တော့ဂုံသွားတယ်ဖယားရှင်ကဖခမဲတော့အပေါ်မှာအာလုံးတောင်းကြည့်ခဲ့တယ်ပေါ့ဗျာဖခမဲတော့လူဝကြောင့်နဲ့ယဟန္တာဖြစ်တာလူဝကြောင့်နဲ့ယဟန္တာဖြစ်သွားတာနော်အဲ့တော့ယဟန္တာဆိုတာကကိလေသာဂုံသွားတာကိုပြောတာ ရန်တာဆိုတာအဲ့ဒီမှာလိုးဂျွန်နဲ့သူ့အသက်အပြင်ကြည့်မယ်ဆိုရင်တော့အသက်60လောက်ရှိမှာပေါ့အသက်60မှာသူကဖယားရှင်နဲ့တွေ့တဲ့ဒီဒီကိုကြွတဲ့အချိန်မှာဒီကိုကြွတဲ့အချိန်မှာသူကဖယားသူ့အသက်85နှစ်ဆိုတော့ဖယားငါးဝါမြောက်ဆိုတဲ့အခါကျတော့ကငါးဝါမြောက်မှာသူယဟန္တာဖြစ်သွားတယ်အဲယဟန္တာအဖြစ်နဲ့ပဲသူကယဟန္တာဖြစ်ရင်လူကနေလို့မရတော့ဘူးသူကနေချင်းအဲ့ဒီမှာသင်္ကန်းပွင့်မဟုတ်ဘူးဆိုရင်သူက ဒီတင်ငါဝုတ်နဲ့လူဝုတ်နဲ့အဲ့ဒီဟိုဟာနဲ့ယဟန္တာနဲ့မထိုက်တောင်းလေဒေချင်းပဲပြိနိဗ္ဗာန်ဆန်ရတာပဲအဲ့တော့ပြိနိဗ္ဗာန်ဘလူနီးနဲ့ပဲဆန်ဆန်သူကနိဗ္ဗာန်တော့မျက်မှောက်ပြူသွားတယ်နော်တောက်တော်တနာမင်းကြီးရဲ့သူ့သားကိုအချောင်းပြူပြီးတော့မှအဲသူ့အဖေလည်းပဲယဟန္တာဖြစ်သွားတယ်ပေါ့ဟုတ်လားအဲ့တော့အဲ့ဒီမှာဗုဒ္ဓရဲ့ဓမ္မတတ်ရဲ့ဆွမ်းအားဒီအဲ့လောက်ထိကြောင်မြင်တယ်ဖယားရှင်ကဓမ္မနဲ့ဂျေဇူးဆက်နေခဲ့တယ်ပေါ့ဗျာတို့သူတော်ကောင်းတို့လေးလည်းပဲ တို့ဒီနေရာကြီးရောက်လာတယ်ဆိုဗုဒ္ဓရဲ့ခြေစူးကုံတွေအများကြီးတွေ့ရတာဖြစ်ပါတယ်အခုဘုန်းကြီးတို့ပြောနေပြောနေပြောနေတဲ့တရားတွေမှန်သမျှဘသူခြေစူးပါလဲဖယားရှင်ရဲ့ခြေစူးဖယားရှင်ရဲ့ခြေစူးကိုတည်ခြေဆိုရင်ဖယားရှင်ကိုခြေစူးဆတ်ခြင်းနဲ့ဆိုရင်ဘာနဲ့ဆတ်ရမလဲဓမ္မနဲ့ခြေစူးဆတ်ရမယ်ဘာနဲ့ခြေစူးဆတ်ရမလဲဖယားရှင်ဟောအပ်တဲ့ဓမ္မတွေကိုမက်ခင်ရှေ့ရအချင်းမြတ်တွေကိုကျင့်ကြံကြိုးစားပွားများအားထုတ်မှဖြစ်ပါတယ်အားထုတ်နိုင်ကြပါစေအားထုတ်နိုင်တဲ့လည်းပဲ တိနိုင်မြင်နိုင်သူများဖြစ်နိုင်ကြပါစေတုတ်တော်ဒနာမင်းကြီးကဲ့သို့အဲ့ဒီမှာဂိလေသာအာဇောကွာလျောကုန်ခန်းယန္တာဒိန်တိမိမိတို့ဖြည့်ခြင်းရှိဖူပွားများအာထုံနိုင်ကြပါစေအာထုံနိုင်တဲ့လေတိနိုင်မြင်နိုင်သူများဖြစ်နိုင်ကြပါစေကုန်သတည်းကဲဗုဒ္ဓသာသနာစည်းတမ်းဒိတ်တူအုပ်ဖယားရှင်ရဲ့သာသနာကိုအရှိခန့်တည်တော့အဲဗုဒ္ဓသာသနာစည်းတမ်းဒိတ်တူဆိုမယ် ဗုဒ္ဓသာသနာစိတံတိဋ္ဌတုဗုဒ္ဓသာသနာစိတံတိဋ္ဌတုဗုဒ္ဓသာသနာစိတံတိဋ္ဌတုသာဓုသာဓုဆက်လက်ပြီးတော့ဟိုကာမရာမယွာကနေဖယားရှင်တတ်တော်ဟိုဟိုဖယားပြိနိဗ္ဗာန်ဆံပြီးတဲ့နောက်ဟို ဖះရှင်ပြိနိဗ္ဗာန်ဆံပြီးတဲ့နောက်ရှစ်ပြေထောင်မင်းတို့ကနေပြီးတော့တတ်တော်ဝေတဲ့အခါကာမဓမ္မရွာမင်းများရရှိတဲ့အဲ့ဒီတတ်တော်ဝေစုရတဲ့အဲ့ဒီတတ်တော်နေရာဌာနကိုသွားရောက်ပြီးတော့ဖူးမြော်ကြမယ်။နောက်အချိန်ရသေးရင်လဲဟိုဟာပေါ့တေဝဒဟနန်းတော်တေဝဒဟနန်းတော်ဆိုတာကအဲ့ဒီမေတော်မာယာတို့ရဲ့မွေးရာနေရာယဒောဒရာတို့ရဲ့မွေးရာနေရာအဲ့ဒီနေရာကိုသွားကြအောင်နော်။ကဲကောင်းကောင်း